ဝန်ကြီးချုပ်နေတန်ရာဟုဟာဇွန်လ16ရက်နေ့မှာသူ့ရဲ့သားမင်္ဂလာဆောင်ကိုအာယုံထွေပြစီဖို့အတွက်အသုံးပြုခဲ့ကြောင်း Daily Beast ကဖော်ပြပါတယ်။အဲ့ဒီအတော်အတွင်းမှာဇွန်လ23ရက်နေ့ကအစ္စရေးကအီရန်နျူကလ িয়ার တိုက်ပွဲများရှိလို့ပြင်းထန်တဲ့ဒုံးကျဉ်နဲ့တိုက်ခတ်ခဲ့ပါတယ်။ဤတိုက်ခတ်မှုဟာမိသားစုဖျားတစ်ခုရဲ့အကြောင်းပြချက်နောက်ကွယ်မှာလှုပ်ဝက်စွာလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ Operation ကိုအနည်းယောင်မင်္ဂလာဆောင်လို့ခေါ်ခဲ့ပါတယ်။ လေလာသူတွေနဲ့နာတာယာဟူရဲ့မိသားစုအဖွဲ့ဝင်တွေကိုအယူလုခဲ့ခြင်းဖြစ်တယ်။အဲဒီနောက်မှာတော့အမေရိကန်ဟာအီရန်ရဲ့နျူကလ িয়ার နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ23ရက်နေ့မှာပြစ်ခတ်ရ10ကြောင်းသဘောတူညီခဲ့ပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားပြင်းထန်တဲ့ဖလှယ်မှုတွေအပြီးမှာအမေရိကန်ကဂျောင်းဝင်းစစ်ဆတ်ထားတဲ့ပြစ်ခတ်ရ10ရေကို Guardian နဲ့အခြားသတင်းရင်းမြစ်တွေကအတည်ပြုခဲ့ပါတယ်။တမရဒေါ်နယ်ထရန့်ကသဘောတူညီချက်ကိုစောစောစီစီချုပ်ဖောက်ခဲ့တဲ့အတွက်နာတာယာဟူကိုပြစ်တင်ဝေဖန်ခဲ့ပါတယ်။သူကမီဒီယာကိုဘယ်လိုပြောလဲဆိုတော့ အစ်ဇွေဒီဘုန်းတွေကိုမဖြစ်ပါနဲ့မင်းရဲ့လေရမှုတွေကိုအခုပဲပြန်အိမ်ပြန်ပို့လိုက်ပါလို့သူကပြောခဲ့ပါတယ်။အစ်ဇွေကရေဒါဆိုက်တစ်ခုကိုတက်ခဲခဲ့တော့လည်းပဲနောက်ပိုင်းမှာကြီးမားတဲ့တက်ခတ်မှုမလုံဆောင်ခဲ့ပါဘူး။အစ်ဇွေရဲ့တက်ခတ်မှုဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုလက်အနေငယ်ကြောင်းတာနောက်နေစေတယ်လို့အမေရိကန်ထောက်လှမ်ရေးအေဂျင်စီကယုံကြည်ပါတယ်။နိုင်အီရန်နိုင်ငံသားဝန်ကြီးဆိုင်အာဘတ်အရာချီကအီရန်ရဲ့လောက်ရကိုကွယ်ပြောဆိုခဲ့ပါတယ်။အိတ်ပို့ရတဲ့တစ်ခုမှအီရန်ဟာ အစ္စရေးတက္ကမှုတွေကိုတုတ်ပြန်ချင်တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဇွန်လ29ရက်နေ့မှာအထက်လွှတ်တော်က53.48မယ်နဲ့ဆုံးဖြတ်ခဲ့ပါတယ်။အဆိုပါဆုံးဖြတ်ချက်ကတော့အီရန်ပေါ်မှာစစ်ရေးအရေးယူမှုမပြုလုပ်မီတမနာထွန်းကကွန်ဂရက်လွှတ်တော်သို့အတည်ပြုချက်ရယူဖို့အတွက်ရည်ရွယ်ခြင်းဖြစ်တယ်။ Republican အမတ်တဦးတည်းသာပါလီမန်မှာဖြစ်တဲ့ Rand Paul ကသူဆုံးဖြတ်ချက်အတွက်မဲပေးခဲ့ပါတယ်။ Democratic တဦးတည်းတော်အထက်လွှတ်တော်အမတ် John Fetterman က၎င်းကိုကန့်ကွက်မဲပေးခဲ့ပါတယ်။ ဆိုပြချက်ကိုထောက်ကန်သူတွေက War Power Resolution ကိုညှိနှိုင်းခဲ့ပါတယ်။အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ Congress လွတ်တော်ဟာမြေဒီစစ်ကြီးဆောင်ရွက်မှုကိုမဆိုးအတည်ပြုဖို့အတွက်လိုအပ်သည်ဟုသူတို့ကပြောကြားခဲ့ပါတယ်။တခြားတစ်ဖက်တွင်မူ Republican နဲ့ Democratic အများစုတို့ကသမ္မတဟာသူ့ရဲ့တရားဝင်အာဏာများအတွင်းမှာလှုပ်ဆောင်နေပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီ Iran ထိုင်ကနေမှမီချင်းချောက်မှုရှိလာတဲ့90ဟုလူတို့ကစောရကတက်ကြပြီးသမ္မတဟာလင်းမြန်စွာနဲ့ပြင်းပြင်းထန်ထန်လှုပ်ဆောင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ အီမက်ခွဲခွဲမှုဟာစစ်စစ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေအပေါ်ကွန်ဂရက်ကပုံမထိန်ချုပ်နိုင်စရန်ထဲလွတ်တော်နဲ့အားလွတ်တော်နေရာစလုံးတွင်ပုံမကြီးမားတဲ့ကြိုးပမ်းမှုရဲ့တစိ့တပိုင်းဖြစ်ပါတယ်။အထဲလွတ်တော်အမဆာဖစ်ခိန်းနဲ့ခင်တို့ကပြင်ဆင်မှုအတိတ်ကိုဦးဆောင်နေပါတယ်။အားလွတ်တော်ကိုယ်စားလှယ်များကတော့မာစီခန္ဓာဆန္ဒနဲ့အခြားသူတွေကတော့အလားတူဥပဒေချမ်းတွေကိုထောက်ခံကြပါတယ်။မက်ခွဲဆုံးဖြတ်မှုဟာအင်ဖြူတော်အတွက်အောင်ပွဲတစ်ခုအဖြစ်ဆုံးပြင်ခဲ့ကြပါတယ်စစ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေချတိုင်းမှာတမနာက အာနာဘလောက်ရှိတဲ့လဲကိုကဲချီချာကိုကဲမှုကွန်ဂရက်ကဘလောက်ရှိတဲ့လဲဆိုတဲ့အကြောင်းညှင်းခုံနေစေဖြစ်ကြောင်းလဲပြသနေပါဗျ။အီရန်ကထပ်ခတ်တလဲလဲဆီရှင်ကာတာကဂျာဖြစ်ဂျာဝင်ဖြန့်ဖြည့်သူအဖြစ်လှုပ်ဆောင်ခဲ့ပြီးထွန်းကနတယာဟုအားရတန်မှုတက်ဖိအားပေးခဲ့ပါဗျ။ Associated Press နဲ့အခြားတော့သတင်းတွေကတော့ထွန်းဟာအပြစ်ကရစေးရီကိုအစင်းလိုက်ဂျင်ညာလိုက်ကြောင်းပြောကြားခဲ့ပါဗျ။ဒါပေမဲ့စောပိုင်းအစီအစဉ်တွေမှာဒုံးကျည်တွေကိုပြည်လို့နေဆဲဖြစ်ပြီးအသေးပြောင်းတဲ့ရှုပ်ထွေးမှုတွေဖြစ်ပေါ်ခဲ့ပါတယ် ဒါတွေအလုံးကိုဂျုံဆုံးပြီးပါဆိုလို့လဲဆိုတော့နေတရာဟုဟာသူ့ရဲ့သားဖြစ်သူမြင်နာပွဲအတွက်တိုက်ပွဲတိုက်ခတ်မှုတွေကိုခေတ္တရထားပြီးလိုဝက်တောင်းဆိုခဲ့ကြောင်းဣဇွေကလူသိချင်းကြအတီးပြုခဲ့ပါတယ်ဇိုရာ24ရက်နေ့မှာအဖြစ်ကရဆဲကြောင်းတမရထွန်းကကြေညာခဲ့တော့လည်းပဲအီရန်ကအဲ့ဒါကိုတရားဝင်အဖြစ်လက်မခံခဲ့ပါဘူးဣဇွေကသူ့ရဲ့တိုက်ခတ်မှုတွေကိုဖရအူးစွာရတန်ရန်အီရန်ကတောင်းဆိုခဲ့ထားပါတယ်အဖြစ်ကရဆဲကြီးကလုံအားနေနေပြီးမရေရာသေးပါဘူးအမေရိကန်နဲ့ကာတာတို့ရဲ့ ကျိုးပန်းမှုကြောင့်သာအတူတကွာရတည်နေခြင်းဖြစ်တဲ့စေရေးနဲ့နိုင်ငံရေးတင်မမှုတွေဆက်လက်ဖြစ်မှနေဆက်ဖြစ်ပါတယ်